မင်္ဂလာပါရှင်ကျမတီကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့သတင်းအကြောင်းအရာကတော့မြင်းလင်းသတင်းကိုဖော်ပြပေးခြင်းပါတယ်2025ခုနှစ်အောက်တိုဘာလ9ရက်နေ့ဒီနေ့မြန်မာစံတော်ချိန်တနာရီ59မိနစ်29စက္ကန့်ချိန်မှာတော့ကပ္ပာရေးမြင်းလင်းစကန်ကလည်းမြောက်အနောက်မြောက်ဘက်55မိုင်ခန့်ဝေးကွာတဲ့မြန်မာနိုင်ငံပြည်တွင်တာယာရီမြို့ရဲ့အရှေ့အရှေ့တောင်ဘက်9မိုင်ခန့်အကွာမြောက်လက်တီကျူ71.6ဒီဂရီအရှေ့တောင်ကြီးကျူ65.88ဒီဂရီအနက် 30ကီလိုမီတာကိုဗဟိုပြုတ်ပြီးတော့ AR Raiders ကသုံးတသမ8အဆင့်ရှိတဲ့ AR အနေငယ်ရှိတဲ့မြင်းလေးတစ်ခုလှုပ်ရှားသွားကြောင်းတိုက်ထွာရရှိတယ်လို့မလွတ်တာနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်းရန်ကုန်မြို့ကကာလမတချို့ရေကြော်နေပြီးတော့ရင်ကြောပိတ်ဆို့မှုတွေဖြစ်ပေါ်နေတဲ့အကြောင်းဖော်ပြပေးကြပါရစေ။ရန်ကုန်မြို့မှာတော့အောက်တိုဘာ၈ရက်နေ့ကစလို့မိုးစမပြည့်ရွာသွန်းနေတာကြောင့်မြို့နယ်တချို့ကကာလမတွေမှာရေကြော်ပြီးတော့ရင်လန်ကြောပိတ်ဆို့မှုတွေဖြစ်ပေါ်နေတယ်လို့အငှားရမောင်တွေကဆိုပါရစေ။ရန်ကုန်မြို့မှာရှိတဲ့ကဘာကြီးဖျားလန်ရန်ကဲတာမွေပဟန်းတောင်ကလပ၊မြောက်အုတ်ကလပ၊တကုံမြို့တင်မြောက်ပိုင်းမယန်းကုန်းတင်ကန်းကျုံအစရှိတဲ့နေရာတွေမှာတော့ ကားလမ်းရေကျော်မှုတွေဖြစ်ပေါ်နေတယ်လို့သိရပါဗျ။အင်ယာလိတ်ဟိုတယ်နားမှာရေကျော်နေတဲ့ကဘာကြီးပြားလမ်းဆိုရင် လုံးဝပိတ်နေတာမြို့ထဲကနေရှုကုန်းတိုင်းမီးပွိုင်းကစပြီးတော့တောင်းလျှောက်တိုးလာနေတယ်။ အင်းရလေးဟိုတယ်မြို့ပိုင်နာရောက်တဲ့အထိတိုးနေတော့မှာပဲကဘာကြီးပြားလန်းကအောက်ကျော်တကျော်လုံးကရှင်မြုံနေတယ်။သွားလို့မှမရတာအပေါ်ကျောပြေသွားလို့ရတယ်လို့အငှားရမောင်ကဆိုပါရယ်။ဒါအပြင်ဗဟန်းမြို့နယ်မှာတော့မြန်မာပလာဇာအနီးမှာရှိတဲ့လူကူဒရာအတက်အစင်နာတိရှင်မြုံပြီးတော့တောက်တော်ရေတာလမ်းဘက်ကို သွားတဲ့လမ်းရဲ့အောက်ဘက်ကနေရေရှမ်းကအဲ့ဒီဒရာဘက်ကိုရေတွေရောက်လာတာဖြစ်တယ်လို့ဆိုပါရယ်။လက်ရှိမှာတော့ချော်ရင်းကုန်းမြို့ပိုင်အင်းရလေးမြို့ပိုင်စတဲ့နေရာတကျော်လုံးရှင်မြုံနေတယ်လို့တန်တူးမှလည်း ်တောင်လျှောက်နဲ့ဝေဆန်နေရာလမ်းတောင်လျှောက်အပြင်နန္ဒဝန်ဈေးဘက်လမ်းကျောတွေမှာလည်းရေကြီးပြီးတော့လမ်းကျောပိတ်ဆို့မှုတွေဖြစ်ပေါ်နေတယ်လို့သိရပါတယ်တောက်ကလာပါမှာတော့ဒီနေ့ညနေ၄နာရီလောက်ကစလို့လမ်းပေါ်ရေရှမ်းနေတာရေတွေအပြည့်ပဲနေနဲ့အိမ်တွေဆိုရင် တော်တော်လေးကိုမြုပ်သွားတယ်ကားတွေဆိုရင်လည်းကားပြီးကားနာဘုံတွေအထိရေရောက်နေတယ်လို့ရန်ကုန်မြို့နေပြည်သူကဆိုပါတယ်ရေကြီးရကြောင်ကားသေးတချို့ဆက်သွားလို့မရဘဲနဲ့လမ်းပေါ်တွေ ရက်နာထားရတယ်လို့တွေ့ရပြီးတော့မိုးကလည်းဆက်လက်ရွာသွန်းနေစလဲဖြစ်ပါတယ်။မိုးလေဝသနှင့်ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ဒီနေ့အောက်တိုဘာ9ရက်ညနေ4နာရီချိန်ထုတ်ပြန်ချက်ရတော့ရောင်းတိုင်းအပါဝင်တခြားသောတိုင်းနဲ့ပြည်နယ်တချို့မှာတော့မိုးရွာသွန်းမှုတွေများပြားလျက်ရှိပြီးတော့အောက်တိုဘာလ10ရက်မနက်ဖြန်မနက်ပိုင်းတွင်နေရာနှံ့ပြမိုးထစ်ကြောင့်ရွာသွန်းမှုတွေဆက်လက်ဖြစ်ပေါ်နိုင်ကရွာရဲ့ရာနှုန်းပြည့်ဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။ ဆက်လက်ပြီးတော့ဂျပန်မှာတိုင်ဖွန်းမုန်တိုင်းဟာလွန်တိုက်ခတ်တဲ့ကြောင်းဖော်ပြပေးကြပါရစေ။တိုင်ဖွန်းမုန်တိုင်းဟာလွန်ကတော့အောက်တိုဘာ9ရက်ကဂျပန်နိုင်ငံရဲ့အီဆိုကျွန်းကိုတိုက်ခတ်လာပြီးတော့ မိုးပြင်းလေပြင်းတွေကိုရွာသွန်းတည်ဆောင်လာခဲ့တာကိုစောင့်ကြည့်ဗီဒီယိုတွေမှာမြင်တွေ့လာရပါတယ်။ဂျပန်မိုးလေဝသအေဂျင်စီကတော့နိုင်ငံရဲ့အထက်ကျွန်းဖြစ်တဲ့ဟိုရှိုးကျွန်းရဲ့တောင်ဘက်မှာတည်ရှိတဲ့အိုဇုကျွန်းတွေအတွက်လေပြင်းနဲ့ရေလိုင်းမြင့်တွေပေးချက်ကိုအောက်တစ်ပါရှိရမှာထုတ်ပြန်ခဲ့ပါတယ်။အေဂျင်စီဟာကျွန်းတွေမှာနေထိုင်တဲ့သူတွေကိုဘေးလွတ်ရာရှေ့ပြောင်းကြဖို့အကြံပြုထားပြီးတော့လေပြင်းတိုက်ခတ်တာကြောင့်နေတချို့ပျက်စီးသွားနိုင်ကြောင်းသတိပေးထားပါတယ်ရှင်။ ဆက်လက်ပြီးတော့ထိုင်းမှာတော်ကွေးကူးဆက်သူ9သိန်းကျော်အထိမြင့်တက်နေပြီးတော့လူ62ဦးသေဆုံးသွားတဲ့ကြောင်းဖော်ပြပေးကြပါရစေ။ထိုင်းနိုင်ငံယောဂထိန်းချုပ်ရေးဦးစီးဌာနကတော်ကွေးယောဂဖြစ်ပွားမှုတော့တိတိတသာမြင့်တက်နေတဲ့ကြောင်းသတိပေးချက်ထုတ်ပြန်လာပါရစေ။အခုခါမှာတော့နိုင်ငံလုံးအတိုင်းအတာနဲ့ကူးဆက်ခံရသူ9သိန်းကျော်ရှိလာပြီးတော့သေဆုံးသူ62ဦးရှိလာပြီလည်းဖြစ်ပါရစေ။အိမ်ပြတဲ့ယာတိဦးသူတဲကိုကူပြောင်းတော့မှပြည်လို့ယောဂကူးဆက်မှုနှုန်းကိုထိန်းချုပ်နိုင်ပွဲအတွက်အရေရှိတဲ့အုပ်စုတွေကို ုကာကွယ်စည်းအမြန်ဆုံးထိုးနှံကြဖို့အရာရှိတွေကတိုက်ထွန်ပါတယ်။ Record Racha စီမားမှရှိတဲ့ယောဂထိတ်ချုပ်ရေးယုံအမှတ်9ရဲ့ညွှန်ကြားမှုကတော့ဒီအချိန်ဒီဟာပုံပြီးစိုးရိမ်စရာကောင်းလာတယ်လို့ဆိုပါတယ်။ January 10ကနေအောက်တိုဘာ10ရက်နေ့ထိတနိုင်ငံလုံးမှာတုံ့ကွယောဂဖြစ်ပွားသူပေါင်း8238ဦးထိမှတ်တမ်းတင်ထားပြီးတော့လူဦးရေတသိန်းမှာ1081.83ဦးနှုန်းနဲ့ဖြစ်ပွားနေတာဖြစ်ပါတယ်။သေဆုံးသူဦးရေကတော့ 62ဦးထိရောက်ရှိလာပြီးတော့တည်ဆုံးသူအများစုကတော့တက်ကြီးရုံနဲ့ကလေးငယ်တွေဖြစ်ကြပါဗျ။အသက်9နှစ်ကနေအသက်6နှစ်အရွယ်ကလေးတွေဟာယောဂကုသမှုအများဆုံးအုပ်စုဝင်နေဖြစ်ပြီးတော့သူနောက်မှာတော့အသက်6နှစ်နဲ့10နှစ်ကနေ14နှစ်အရွယ်ကလေးတွေကအများဆုံးဖြစ်ပါတယ်။တည်ဆုံးမှုတော့အမြင့်ဆုံးကတော့အသက်60နဲ့အထက် လူကြီးတွေဖြစ်ပြီးတော့သူရဲ့နောက်မှာအသက်50ကနေ59 40ကနေ59နှစ်အရွယ်တွေနဲ့အသက်6နှစ်အောင်ကလေးငယ်တွေဖြစ်ကြပါဗျ။မိုးရသည်အကုန်ဆောင်းရသည်အကိုရာသီဥတုပြောင်းလဲမှု ှုရဲ့အဓိကအကြောင်းရင်းတစ်ခုပါလို့ဒေါက်တာကဆိုပါတယ်။တုံခွေးယောဂဟာချောင်းဆိုးတာ၊နှာချေတာဒါမှမဟုတ်ယောဂရှိတဲ့သူရဲ့အမှုန့်မွှားတွေနဲ့ထိတွေ့ရတာကကိုဆက်တက်တာဖြစ်ပါတယ်။အဖြစ်များတဲ့ယောဂလက္ခဏာကတော့ဖျားတာ၊တာရေယူတာ၊လက်ချောင်းနာတာ၊ချောင်းဆိုးတာ၊ခေါင်းကိုက်တာ၊မောပန်းနှွမ်းနေတာနဲ့ကြွက်သားနာကျင်တာတွေဖြစ်ကြပါတယ်။ဒီဗရက်ကတော့အသက်ရွယ်မရွေးကိုဆက်နိုင်ပြီးတော့ကြောင်းအကျဉ်းထောင်း၊စစ်ကန်နဲ့အလောခွင့်တွေလိုလူလူတက်တဲ့နေရာတွေမှာအလင်းအမြတ် ပြန့်နှံ့လေးရှိပါတယ်။ယောဂကုသတာကိုလျှော့ချဖို့အတွက်လည်းပဲကျန်းမာရေးအရာရှိတွေကလူထုတတ်တဲ့နေရာတွေကိုရှောင်ရှားဖို့နှာခေါင်းစိတက်ဆင်ဖို့နဲ့လက်ကိုမကြာခဏဆေးကြောဖို့အကြံပြုလာတာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ beauty land hotel လူသက်မှုကျွလွန်တဲ့သူကိုတာဂီတာမှာဖမ်းမိတဲ့ကြောင်းဖော်ပြပေးကြပါမယ်။ရန်ကုန်မြို့နယ်ကဗဗေရန်မြို့နယ်က beauty land hotel မှာတော့အသက်24နှစ်အရွယ်အမျိုးသမီးကိုတစားစီခုတ်ထက်တပ်ဖြတ်ခဲ့တဲ့မျိုးသားတယောက်ကိုတာဂီတာမြို့နယ်မှာအောက်တိုဘာ9ရက်ကဖမ်းမိခဲ့တယ်လို့အုတ်ချုပ်ရေးအတိုင်းဝန်ကသိရပါမယ်။တေဆုံးသူအမျိုးသမီးကတော့ပဲခူးတိုင်းနှစ်တလင်းမြို့နယ်ကနေရန်ကုန်မှာအလုပ်လာရောက်လုပ်ကင်နေတာဖြစ်ပြီးတော့လူမှုပေါ်ရမှာပြစ်မှုကျွလွန်သူနဲ့ချစ်ကြိုက်မိက hotel မှာလာအိတ်ကိုခေါ်ခဲ့ပြီးတဲ့နောက်တပ် ြစ်ခဲ့တာလို့ဗဘဲတမ်းမြို့နယ်အုပ်ချုပ်ရေးနယ်နေဆက်သူကဆိုပါတယ်။တတ်တဲ့သူကလူသက်ကားတွေကြည့်ပြီးတော့စိတ်တသပုံစံဖြစ်နေတာ။ကောင်မလေးကိုလိုင်းမော်ကနေဟိုတယ်ခေါ်အိပ်ပြီးတက်တာ။တတ်တဲ့ပုံစံကလည်းတော်တော်လေးကိုကြောက်ဖို့ကောင်းပါတယ်။တရားစီတရားစီခုတ်ထက်ဝမ်းနည်းကလေးစာတွေကို ထုံးအသားတွေကိုဝတ်သားတုံးသလိုတုံးတာပြောရရင်အမဲဖြတ်သလိုဖြတ်တာအဲ့လိုခုတ်ထက်ပြီးတော့အမိုက်အိတ်သေးကိုထက်လေအေးပိဆက်ပေါ်တင်ခဲ့တာမင်းကပဲဖမ်းမိတယ်လက်တလောကတော့စစ်စေးနေတော့မှာပဲလို့ဆိုပါတယ်။ဒီ ြစ်စဉ်ကတော့အောက်တိုဘာ9ရက်ညပိုင်းကပပေးတန်းမြို့နယ်အမှတ်17ရပ်ကွက်32လမ်းအထက် block မှာရှိတဲ့ beauty land hotel အခန်းမှာ902မှာဖြစ်ခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးတော့ထိုင်းရေတပ်လေရင်တစင်းဆက်ချုပ်ရင်းမှုဖြစ်ပွားပြီးတဲ့နောက်ဖူးကတ်လေစိမ်းမှာလေရင်ပြေးလန်းကိုယာယီပေးခဲ့ရတဲ့အကြောင်းဖော်ပြပေးချင်ပါတယ်။ ထိုင်းရဲ့တိုက်လျင်တစ်စင်းကတော့ဖိုးကပ်ပြည်ပြည်ဆိုင်ရာလေးစင်းမှာအရေးပေါ်ဆင်သက်ခဲ့ရတဲ့အတွက်၎င်းရဲ့တခုတည်းသောလေရင်ပြေးလမ်းကိုနိုင်ပေါင်းများစွာပိတ်ထားခဲ့ရတာကြောင့်အော်တိုဘတ်ရှိရမှာဒါဇင်နဲ့ရှိတဲ့ လေချောင်းခင်းစင်တွေအပေါ်တက်ရောက်မှုရှိခဲ့တယ်လို့သိရပါတယ်။အဆိုပါလေရင်ကတော့အော်တိုဘာ၈ရက်ဒေတာဆန်တော်ချိန်မနက်၁၇နာရီမိနစ်20ကမှစဉ်သက်စင်မှာ၎င်းရဲ့ဘီမှာပြဿနာနဲ့ကြုံတွေ့ခဲ့တဲ့ကြောင်းလေစိတ်ရဲ့ Facebook မှာဖော်ပြခဲ့ပြီးတော့လေရင်ကိုပြောင်းရွှေ့ဖို့နဲ့ဘေးကင်းစေဖို့အတွက်လေရင်ပြေးလမ်းကိုပိတ်ထားခဲ့ကြောင်းဖော်ပြထားပါတယ်။ ။လေရင်ပြင်းလန်းကိုမနက်7:42မိနစ်ကနေနေ့လယ်3:00နာရီထိပိတ်ထားဖို့အစောပိုင်းကတတ်မှတ်ထားပေမဲ့လေရင်ကိုရွှေ့ပြောင်းခဲ့ပြီးတော့လိုအပ်တဲ့စစ်ဆေးမှုတွေလုံဆောင်ခဲ့ပြီးတဲ့နောက်နေ့လယ်2:00နာရီခွဲအချိန်မှာပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်းလေစိတ်ကဖော်ပြထားပါတယ်။ဆက်လက်ပြီးတော့ပြင်မနာအနေတောင်ပေါ်ဒေသမှာရာနာဖြစ်ပွားမှုများပြားနေတဲ့အကြောင်းဖော်ပြပေးကြပါရစေ။နေပြည်တော်ကောင်စီနယ်မြေပြင်မနာမြို့နယ်အရှိပယ်တောင်ပေါ်ဒေသမှာရှိတဲ့ပြည်သူတွေကတော့ရာနာဖြစ်ပွားမှုများပြားနေတယ်လို့ဒေသခံတွေကဆိုပါရစေ။ အဲ့ဒီဒေတာမှရှိတဲ့ကျေးလက်စီကမှဆီယမားတွေမရှိတော့ဘဲနဲ့ကျမ်းမာရေးကြီးပြုပေးတဲ့အဖွဲ့နဲ့တစ်နှစ်တစ်ခါလောက်သာလာတဲ့အတွက်ရာနာဖြစ်တဲ့ဒေတာကန်တွေကိုစေကူသားဖို့အခက်အခဲရှိကြတယ်လို့ဆိုပါရတယ်။ဒေတာကန်ရွာသားတယောက် ကတော့ဖြစ်နေတာက2လ3လလောက်ရှိပြီးဩဂတ်လကတည်းကစဖြစ်နေတာဆေးလည်းမရှိတော့မကူနိုင်ကြဘူး။တယောက်နဲ့တယောက်လည်းကူရာမြန်နဲ့ဒီဘက်ကတောင်ရတွေပဲလို့မျိုးနယ်လဲဝေးတော့ဆေးရုံစီကသားဖို့ကိုလည်းအခက်အခဲရှိကြပါတယ်လို့ဆိုပါရတယ်။ ရားနာတွေဟာကိုတက်ကြည်ပါအောင်စုကကိုတက်မော်ကိုကိုတက်လေအိမ်စုကိုတက်ရွာမှာကိုတက်ဖုံးစိုးကြည်ပါတွေကလူဦးရေတရားကြောမှာဖြစ်ပွားနေတာပါကြည်ဝတာဝန်ခံတယောက်ကတော့ဖြစ်နိုင်ရင်ကျမ်းမာရေးဖွဲ့ကလာရောက်ကြည့်ရှုပေးစေခြင်းနဲ့လူကြီးပိုင်းဖြစ်တာနဲ့ကလေးတွေကအဖြစ်များတဲ့အရင်ကဖြစ်တဲ့သူမကောင်းသေးဘူး။နောက်လူတွေပါထပ်ပြတော့ကူဆက်မှုပုံများမှာစိုးရင်ရပါတယ်လို့ဆိုပါတယ်။ ကိုတည်ကြည်ဝအုပ်စုအပြင်တောင်မြေကြည်ဝအုပ်စုနဲ့အလှေချောင်းကြည်ဝအုပ်စုမှာတော့အကြီးပြားရရမှုယောဂါကူးစက်တာကိုအနှဲငယ်တွေ့လာနေရတယ်လို့ဆိုပါရစေ။